္ဂလာပါရှင် People's Spring ကနေမတ်လ14ရက်နေ့အတွက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ American မှာလေယာဉ်မီးလောင်မှုကြောင့်ခရီးသည်တွေကိုအရေးပေါ်ကယ်ထုတ်ခဲ့ရတဲ့ဖြစ်စဉ် Poland မှာ American Nuclear လက်နက်တွေကိုဖြန့်ကျက်စေဖို့ Poland တမရပြောတဲ့အကြောင်း Casino ရုံးတွေဖွင့်လှစ်မဲ့နယ်မြေလေးခုကိုထမ်းရွေးချယ်တဲ့သတင်းဒါတွေကိုနားဆင်ရမှာပါ American လေကြောင်းလိုက်ရဲ့ခရီးသည်တွေလေယာဉ်တစ်စီးလေစိတ်ထဲမှာမီးဆွဲလောင်ခဲ့တဲ့နောက် ခီးသည်တွေကိုလေရင်ရဲ့တောင်ပံပေါ်ရေးပေါ်ရွှေ့ပြောင်းစေပြီးကဲထုတ်ခဲ့ရပါတယ်။မတ်လ23ရက်နေ့တုန်းကကိုထဲမှာမီးဆွဲလောင်နေတဲ့ Boeing လေယာဉ်စီကခီးသည်တွေကိုလေရင်တောင်ပံပေါ်ရွှေ့ပြီးကဲထုတ်နေတဲ့ဗီဒီယိုတွေလူမှုကွန်ရက်ပေါ်ပြန့်နှံ့ထွက်ပေါ်လာခဲ့ပါတယ်။ခီးသည်တွေကိုလေရင်တောင်ပံပေါ်ရွှေ့ပေးပြီးတဲ့နောက်လေထိုးထားတဲ့ show တွေအရေးပေါ်လေကားတွေကိုတုံးပြီးဘေကင်းအောင်ကဲထုတ်ပေးနိုင်ခဲ့ကြောင်း American Federal လေကြောင်းကုတ်ကဲမှုဌာန FAA ကထုတ်ပြန်ခဲ့ပါတယ် ဒန်ဗာနိုင်ငံတကာလေဆိပ်တွေကဖြစ်ရမှာအပြင်းအထန်ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမဲ့အနေအချင်းဒဏ်ရာရတဲ့ခရီးသည်12ဦးကိုတော့လိုအပ်တဲ့စီးစစ်မှုတွေခံယူဖို့စေယုံစီပို့ပေးခဲ့ကြောင်းလေကြောင်းလိုင်းကထုတ်ပြန်ပါတယ်။လေယာဉ်ဟာကော်လိုရာဒိုစပရင်ကနေပြန်တက်လာပြီးဒဲလက်စ်မှာရှိတဲ့တက်ဆက်စ်ပြည်နယ်ဖို့ဝတ်နိုင်ငံတကာလေဆိပ်စီဥတီခဲ့ပါတယ်။အဲ့ဒီနောက်လေယာဉ်ရဲ့အင်ဂျင်တုံခါမှုလွန်ကဲနေတာကိုသတိထားမိတဲ့လေယာဉ်မှူးတွေက လမ်းကြောင်းပြောင်းပြီးဒန်ဗာမှာအရေးပေါ်ဆင်းသက်ခဲ့တာပါလေရင်ကချောချောမော်မော်ဆင်းသက်နိုင်ခဲ့ပေမဲ့လည်းပြေလမ်းပေါ်ကနေဆွဲယူလာတဲ့အချိန်မှာရုတ်တရက်မီးထလောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုမီးလောင်ရတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေဆဲဖြစ်ပြီး Boeing 737-800အမျိုးအစားလေရင်ရဲ့အင်ဂျင်ပိုင်းပြဿနာတစ်ခုခုကြောင်းလို့ကန်နဦးယူဆထားပါတယ်။လေယာဉ်ပေါ်မှာခရီးသည်192ဦးနဲ့အမှုတန်း6ဦးလိုက်ပါလာခဲ့ပြီးအားလုံးကိုအချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့သိရတာပါ။ လေရင်နဲ့ချိတ်ဆက်ပြီးအရေးပေါ်လေးမှုတ်ရှော့ရီအသုံးပြုနိုင်မဲ့အနောက်ဘက်ကိုထဲတကားပေါက်အနီးတစ်ဝိုက်မှာမီးလောင်ခဲ့တာကြောင့်လဲတောင်ပန်းနားကတကားတွေကိုဖြန့်ပြီးခရီးသည်တွေကိုကယ်ထုတ်ခဲ့ရတာလို့ဆိုပါတယ်။လေကြောင်းလိုင်းကတော့အခုလိုမျိုးခရီးသည်တွေကိုဘေးမတိရမခကယ်ဆယ်နိုင်ခဲ့တဲ့အတွက်ဘူပေါင်းဆောင်ရွက်ပေးသူအားလုံးကိုကျေးဇူးတင်ကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ပိုလန်နိုင်ငံပိုင်းနဲ့ထဲမှာအမေရိကန်ရဲ့နျူကလ িয়ার စစ်လက်နက်တွေလာရောက်ဖြန့်ကျက်ထားဖို့ ပိုလန်သမ္မတအန်ဒါဇက်ဒူဒါကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဥရောပတိုက်အရှိပိုင်းမှာတရှိပြီးနေတိုးစစ်မဟာမိတ်အဖွဲ့ထဲမှာပါဝင်တဲ့ပိုလန်မှာအမေရိကန်နျူကလ িয়ার လက်နက်တွေထားရှိခြင်းဟာရုရှားရဲ့ရန်လိုကျူးကျော်မှုတွေကို တားဆီးနိုင်ဖို့အထီးရောက်ဆုံးနည်းလမ်းဖြစ်လိမ့်မယ်လို့ဒူဒါကဆိုပါတယ်။ဒူတာဟာအမေရိကန်သမ္မတဂျိုးဘိုက်တန်လက်ထက်ကတည်းကနျူကလ িয়ার လက်နက်တွေပိုလန်ပိုင်နက်ထဲမှာဖြန့်ကျက်ထားဖို့တိုက်တွန်းနေခဲ့သူပါ။ လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့လည်းအဲ့ဒီကိစ္စကိုအလေးထားစဉ်းစားပေးတင်ကြောင်းဒူတာကမတ်လ23ရက်နေ့က Financial Times နဲ့ interview မှာပြောကြားခဲ့တာ ဖြစ်ပါတယ်ဒူတာရဲ့နိုင်ငံတကာရေးရာအကြံပေးကိုလတ်စကီကလည်းနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ထားတဲ့ကာကွယ်ရေးအစီအမံကသာပိုလန်နိုင်ငံနဲ့ NATO စစ်မဟာမိတ်အဖွဲ့ရဲ့အရှိတ်ပြားနေမျိုးတွေကိုထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်တယ်လို့ပိုလန်ရေဒီယိုတခုနဲ့အင်တာဗျူးမှာတီးကြားမှတ်ချက်ပေးခဲ့ပါဗါရယ်ပိုလန်နိုင်ငံဟာ ရုရှားနဲ့ဆစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံရုရှားရဲ့အဓိကဆက်မဟာမိတ်ဖြစ်တဲ့ဘီလာရုစ်တို့အပြင်ရုရှားနိုင်ငံနဲ့အဆက်အဆက်မရှိပေမဲ့ရုရှားပိုင်နယ်ဖြစ်တဲ့ကာလင်နင်ဂရက်ဒေသတွေနဲ့နယ်နိမိတ်ထိစပ်နေပါတယ်။ဒူတာရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ပိုလန်ဝန်ကြီးချုပ်ကလည်းပိုလန်ဟာနျူကလ িয়ার ဆက်လက်နက်တွေရဲ့အကာအကွယ်မျိုးရှိတဲ့တယ်ဆိုတာကိုထောက်ခံပေမဲ့အဲ့ဒီကိစ္စအတွက်ပြင်သစ်နဲ့သာဆွေးနွေးတင်တယ်လို့ယူဆထားပါတယ်။ နေတိုးရဲ့ဥရောပနိုင်ငံတွေကိုပြင်သစ်နျူကလ িয়ার လက်နက်တွေနဲ့လွှမ်းခြုံကာကွယ်ပေးဖို့အစိုးပြုထားတဲ့ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်ရဲ့ကမ်းလှမ်းချက်ကိုအလေးထားစဉ်းစားသင့်ကြောင်းပိုလန်ဝန်ကြီးချုပ်ကပြောကြားထားပါတယ်။အမေရိကန်သမ္မတထရမ့်ကဥရောပနိုင်ငံတွေအနေနဲ့ကိုယ်လုံခြုံရေးအတွက်ကိုယ်တိုင်တာဝန်ယူသင့်တယ်ဆိုတဲ့သဘောထားကိုလူသိရှင်ကြားပြသလာတဲ့နောက်ပြင်သစ်သမ္မတကနိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေနဲ့ဥရောပကိုအုပ်မိုးအကာအကွယ်ပေးနိုင်မယ့်အစီအစဉ်အပေါ်ကမ်းလှမ်းအစိုးပြုထားခဲ့တာဖြစ်ပါရဲ့ရှင်။ ထိုင်းနိုင်ငံအတွင်းကဘာလှည့်ခရီးသွားတွေစီကားရနေမြေလေးကူမှာနိုင်ငံရဲ့တရားဝင်ကာစီနိုယုံတွေဖွင့်လှစ်သွားမယ်လို့ထိုင်းအစိုးရကကြေညာခဲ့ပါတယ်။ထိုင်းအစိုးရကအဲ့ဒီကြေညာချက်မှာကာစီနိုယုံတွေပါဝင်တဲ့ဖျော်ဖြေရေးရပ်ဝန်းတွေထူထောင်မယ်လို့တုံ့နှုံထားခဲ့တာပါ။အဲ့ဒီကာစီနိုဖျော်ဖြေရေးစုံနေရာတွေကိုဘန်ကောက်ချွန်ဘူရီချင်းမိုင်နဲ့ဖူကက်တို့မှာစတင်တည်ဆောက်သွားမယ်လို့ဆိုပါတယ်။ကဘာလက်ခရီးသွားတွေထူထပ်တဲ့နေရာတွေဖြစ်တာကြောင့်လဲ အဲ့ဒီ၄နေရာကိုရွေးချယ်ဖြစ်ခဲ့တာလို့ဖျော်ဖြေရေးရဝန်များထူထောင်ရေး project ရဲ့အဓိဥက္ကဋ္ဌနိခုံကမတ်လ23ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ထိုင်းအစိုးရကပြည်တွင်းမှာလောင်းကစားနဲ့ကာစီနိုလုပ်ငန်းတွေကိုတရားဝင် ခွင့်ပြုပေးဖို့လက်ခံခဲ့ပြီး၂လအကြာမှာအခုလိုမျိုးနေရာရွေးချယ်သတ်မှတ်တဲ့အစဉ်ရောက်လာတာဖြစ်ပါတယ်။နိခုံကဖျော်ဖြေရေးစုံတွေအတွက်ဘတ်900ဘီလီယံလောက်အသုံးပြုမဲ့ project တွေရထားပြီးနှစ်စဉ်ဧည့်သည်ပေါင်းတန်း90လောက်ကိုဆွဲဆောင်နိုင်ဖို့နဲ့ လူပေါင်း၄000ကျော်လောက်ကိုအလုံနေရာဖန်တီးပေးနိုင်ဖို့မျှော်လင့်ကြောင်းပြောပါရယ်။ဖျော်ဖြေရေးဇုံနေရာတွေမှာကာစီနိုရုံတွေထည့်သွင်းထားမှာဖြစ်ပေမဲ့ဇုံတစ်ခုစီရဲ့တက်ဆက်ရခိုင်နှုန်းထက်မပိုတဲ့ဧရိယာကိုပဲကန့်သက်ခွင့်ပြုမှာဖြစ်တယ်လို့သူကဆိုပါရယ်။အဲ့ဒီဇုံတွေမှာကျယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်၊ဈေးဝယ်စင်တာ၊အပန်းဖြေဥယျာဉ်၊အာကစားရုံ၊ပြတိုင်နဲ့ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်မဲ့အခြားအဆောက်အအုံတွေကိုပါထည့်သွင်းတိစောက်သွားမယ်လို့နေခုံကပြောကြားသွားပါရယ်။ ပြည်တွင်းမှာကာစီနိုတွေနဲ့လောင်းကစားဝိုင်းတွေကိုတရားဝင်လိုင်စင်ယူလဲပတ်ခွင့်ပြုလိုက်ခြင်းကနိုင်ငံဝင်ငွေကိုတိုးလာစေလိမ့်မယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ဒါပေမဲ့ဒီအစီအမံကိုကန့်ကွက်သူတွေကတော့လက်ရှိအစိုးပြုထားတဲ့ဥပဒေတွေဟာထိုင်းလူငယ်တွေကိုလောင်းကစားဆွဲလန်းသွားစေတဲ့အန္တရာယ်ကနေကာကွယ်ဖို့ထိရောက်တဲ့အစီအမံတွေမရှိဘူးလို့ဝေဖန်ထားကြပါရဲ့ရှင်။ People Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။